လေးလေးဒီနေ့ကိုကိုပြန်၅ကြော်လေးစားခြင်းတော့၅ကြော်လေးလောက်ခါပေးပါနော်ငါကိုကစမ်းတော့ပုံရဟယ်လိုဟယ်လိုငါမကြိုက်တဲ့ကိုကိုဘောနော်တူတီလောက်ကျွေးလိုက်တာအရင်ကြိုက်သွားလို့ဘောနော်နောက်တစ်ချိန်ထပ်လောက်ကျွေးရလိမ့်ပါနောက်ဆုံးအနေနဲ့အချင်းရင်ကိုစားလောက်ပါမယ်မှတ်ပစ္စည်းလေးတွေကတော့နန်းနန်းပြီးငရုတ်သီးကြက်သွန်ဖြူငက်ပြာရီသမယာသီး ဆာမုံနဲ့တရားချက်ရသူကတရားထည့်ရရပါဘူး။ဟိုအမဲပါဝင်ပစ္စည်းလေးတွေကိုရေနနာဆေးလိုက်ပါတယ်။ကလေးတွေကိုလည်းအမြင့်လေးပါပေါ့နော်။တေချာပို့တိုက်ပြီးတော့ဆေးလိုက်ပါတယ်။အမြင့်လေးပါထည့်ရင်တော့ပုံမွှေးဝအောင်လို့ပါ။အားလုံးစီဆေးလို့ပြီးွားရင်တော့ကြိတ်မှမို့လို့တေးသေးလေးပေါ့နော်ညှက်လိုက်ပါတယ်။ငြိုတီးကိုတော့ပင်နံသီးလေးပါညမသုံးလိုက်ပါတယ်။ အရန်ကြီးများရဲ့ကုကုအတွက်နည်းနည်းပြောနေငယ်ပဲတက်ပြီးကျက်တော့ကိုစားခင်နေမှာဘူလေးရနေထပြီးစားပါမယ်။အေးနော်ကျက်တူဘူလေးတွေခွာလိုက်ပါအောင်မရှင်။ဒီဘောမီပါ ဆန်ကြိုလေးနှာပြီးသွားပြီဆိုရင်တော့ညီမငါးစချုပ်ဖို့အတွက်ခဲဦးကိုမြှို့လိုက်ပါတယ်။ဦးလေးပူလာပြီဆိုရင်တော့စီထည့်လိုက်ပါတယ်။စီလေးနဲ့ပွက်လာပြီဆိုရင်တော့စားစနစ်နေထားတဲ့ငါးကိုဒေဦးထဲပြထည့်လိုက်ပါတယ်။ငါးကိုရေဆေးတဲ့အခါပေါ်တော့ဘိုက်တီမခအောင်လို့တီချာဖို့တိုက်ပြီးဆေးဖို့တော့လိုပါမယ်။ဘာလို့လဲဆိုတော့ဒီငါးခိုင်ကြရင်ဒိုက်ဆော်လဲနေတယ်လို့ဘိုက်တီကလည်းခါလာလေးရှိပါတယ်။ငါးကြော်နေရင်တော့ ပူပါတယ်။ဒါတော့ငါ့ကိုဟိုဘက်5မိနစ်ဒီဘက်5မိနစ်ကြော်လိုက်ပါတယ်။ဆိုရင်တော့စီလေးစစ်ပြီးတော့နောက်တစ်ကောင်ထပ်ကြော်လိုက်ပါတယ်ရှင့်။ငါဆက်စကြော်ရင်တော့မီးမီးများလေးနဲ့ကြော်ပါတယ်။ပြီးတော့မှအတိုးလျှော့လေးလုပ်ပါတယ်ရှင့်။ငါကြော်နေတော့အချီလုပ်ဖို့တော့စစ်သေးလုပ်ထားပါတယ်။လာ ုလုံစားရင်တော့အများစုကငါးသစ်သာလို့ငမဲလုံးလုံးနဲ့လည်းလုံစားပါတယ်။ခြိုက်တဲ့ငါးကိုသုံးပြီးရောကိုခြိုက်တဲ့ငါးနဲ့စားလို့ရပါတယ်။ငါးလည်းကြော်လို့ပြီပြီဆိုရင်တော့အချိန်ကြီးစားဖြစ်ပါမယ်ရှင်။အစစ်သေးလုထားရတဲ့ဟာအကုန်လုံးကိုရောချိလိုက်ပါတယ်။ဒါတော့ရင်နွေးလေးနဲ့ငယ်ထည့်ပြီးတော့ချိလိုက်ပါတယ်။တော့တမရသီးလေးညစ်တဲ့ပြာကြီးလေးထည့်တဲ့အချုံမုံနဲ့ငယ်လေးထည့်လိုက်ပါတယ်။ပုံကြီးကဗာမီချိုထည့်တာလို့ပေါ့နော်။ငရိုက်ဖြစ်လိုက်ပါဘူး။တွဲစားဖို့မိုးဖက်မရှိရနဲ့မိုးဖက်လေးတော့ဝင်ရင်းနဲ့ကိုကိုကိုတော့ချိုပါမယ်။ စားဖို့လည်းအဆင်သင့်ဖြစ်နေပြီသူလည်းရောက်လာပြီဆိုရင်တော့စားစားပါတော့မယ်ရှင့်ရောက်သူသူစားရပြီလို့တေချာလေးရိုက်မယ်လို့ပြင်ဆင်ထားတာမိကလည်းပြတ်ဒီလိုဆိုပြီးလိုက်ဒီချိန်နေတော့ရဲ့အနောက်လုံးဝမခံနိုင်ဘူးလို့စားလိုက်တော့တခြားကောင်ပါပါတယ်အဲ့တော့ဒါယူလေးရောတခြားဖိဆက်ဖို့အကြံပေးရပါရှယ်ရီဆမ်းမယ်။အင်းဆယ်ရီလေးပို့ပြီးတော့ ကဲအိမ်မှာငါမစားရဲ့သူအရွက်စားနေသူဆိုရင်ဒီလိုမျိုးလေးလှုပ်ကြွေးချီချီပါကျမရဲ့ကိုကိုကတော့ငါကိုအဲ့လိုမျိုးလေးလှုပ်ကြွေးစားဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်